အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေဆိုတော့ Manchester United ရဲ့တင်ကမနေ့ပြတနေ့နိုင်ညာအင်္ဂါနေ့နှစ်နာရီခွဲမှဆိုရင်အဝေးခွင်းအဖြစ် Overton ရဲ့အင်္ဂွင်းမှာပြင်းပြလေးပွဲစဉ်15ကိုတော်ရုပ်ကစားမှာဖြစ်ပါတယ်အသင်းအတွက်အဲ့ဒီပွဲစဉ်ကတကယ်ကိုအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆိုတော့ မနေ့ကကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင်လည်းအသင်းကြီးတော်တော်များနိုင်ခဲ့တာတို့ရှုံးခဲ့တာတို့ကြောင့်ရှိခဲ့တယ်။ပြီးလို့ချင်းဒီကနေ့မှာဆိုရင်လည်းကစားမဲပွဲစဉ်တွေရှိပါတယ်။ကိုအသင်းကတကယ်လို့ရှုံးခဲ့မယ်ဆိုရင်တော့တော့ပြီအဆင်း7 73မှာနိုင်ခဲ့လို့ချင်းတော့အဆင်း၄၅ကိုကျွန်တော်တယ်လန်တော်ဖို့ရှိပါတယ်ဆိုတော့အဲ့ဒီပွဲစဉ်အနေထားတစ်ခုရေးပြီးလို့ချင်းမနေ့ကကစားခဲ့တဲ့ပွဲစဉ်မှာဘလိုတွေထုတ်ပေါ်ခဲ့လဲဒီနေ့မှာကစားမယ့်ပွဲအနေထားဘလိုတွေရှိမလဲဆိုတော့ဆွေးနွေးပြီးတော့ကျွန်တော်ပြောကြည့်အောင်စာသမားတို့ရဲ့ ပရက်စကူပရက်သတင်းစာရှင်းလင်းပွဲကတော့တက်မလာသေးပါဘူးမနေ့ဖြန်လောက်မှဆိုရင်သတင်းစာရှင်းလင်းပွဲပြုလုပ်တော့ဖို့ရှိပါတယ်အဲ့ဒီသတင်းစာရှင်းလင်းပွဲကကျွန်တော်တက်လာတဲ့နေ့တစ်ခုမှဆိုရင်လည်းကျွန်တော်အနေနဲ့ဗီဒီယိုလုပ်ပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်စောင့်မျှော်ကြပါဦးတို့မနေ့ကကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်အနေထားကိုကြည့်ရလို့ချင်း S20 ပြလာနဲ့အာဆင်နယ်ကျွန်တော်ကစားခဲ့တဲ့ဖီလာကသူတို့ရဲ့အင်ကွေးမှာတကယ့်ကိုကောင်းနေပါတယ်ဆိုတဲ့ဒီရာသီမှာအာဆင်နယ်ကို2-1နဲ့နိုင်ခဲ့ပါတယ်ပြီးလို့ချင်းဘုံမောက်ကရှယ်စီကိုသူတို့ရဲ့အင်ကွေးမှာစီစီနဲ့တည်ချထားခဲ့ပါတယ် အေဘဒန်ကနော်ဒီဖိုရိုကိုသူတို့ရဲ့အင်ကွင်းမှာ3-0နဲ့နိုင်ပြီးတော့မက်ဆီဒီကသူတို့ရဲ့အင်ကွင်းမှာစင်တာလင်ကိုကျွန်တော်တို့3-0နဲ့နိုင်ပါတယ်။စင်တာလင်ကအဲ့ဒီပွေးစီမှာဆိုရင်အနိကဲကျွန်တော်တို့ထီပြီးတော့တယောက်ယောက်အနေထားလူကစားခဲ့ရပါတယ်။နယူကာဆီကသူတို့နိုင်ခဲ့ပါတယ်။ဘယ်လီကိုပါဗျာသူတို့ရဲ့အင်ကွင်းမှာ2-1နဲ့ဘယ်လီလည်းပဲသူတို့ကအနိကဲတကယ်ထီထားခဲ့တယ်။ဆိုတော့စပါနဲ့ဘရေဖိုးပွေးစီမှာဆိုရင်စပါကသူတို့ရဲ့အင်ကွင်းမှာဆိုရင်2-0နဲ့နိုင်ခဲ့ပါတယ်။ ဒါကကျွန်တော်တို့ဒီမနေ့ကကစားခဲ့တဲ့ပွဲစဉ်ပေါ့ဗျာဒီမနေ့ပိုင်းဆင်းနေနိုင်မှာကစားခဲ့တဲ့လိမ့်နေတဲ့နဲ့လီဗာပူးအသင်းတို့ဟာဆိုရင်လိမ့်နေတဲ့အသင်းကလီဗာပူးကို3-3နဲ့တည်ရဲ့ကြတော့ခဲ့တယ်ဒါဒီလီဗာပူးအတွက်အခြေအနေမကောင်းပါဘူးသို့တော်ညာလည်းအာလက်ရှိအစဉ်စရာကိုကြည့်ရလို့ချင်းသူတို့လည်းပဲမက်ချက်စတာဝင်တဲ့အသင်းတဲ့တာလွင်နေမှုရှိတဲ့တမဲအကော်နဲ့ပေါ့ဗျာ ီကနေ့မှချင်ပဲကစားမယ့်ပွေးစဉ်ဒီမှာဆိုကျွန်တော် Brighton နဲ့ Western ပွေးစဉ်ရှိပါတယ်၈နိုင်ခွေးပေါ့ဗျာ Brighton အင်ကွင်းမှာပြလို့ချင်း Fulham နဲ့ Crystal Palace က၁၇နိုင်မှာပေါ့ဗျာ Fulham အင်ကွင်းမှာဆိုတော့ဒါပြလို့ချင်း Manchester United နဲ့အတင်းကမနေ့ပြန်ညတင်ကနေ့ကျွန်တော်တို့၂နိုင်ခွေးပေါ့အဲ့ဒီပွေးစဉ်ကိုကျွန်တော်တို့ကြည့်မယ်အလုကလေးကျွန်တော်မတော်ဝေးဒီပွေးစဉ်မှာ ဆိုတော့အစင်းစီရားကိုကြည့်ရလို့ချင်းကျွန်တော်တို့ဒီလက်ချီမှာပေါ့ဗျာအာဆင်နယ်ကအစင်တရာမဲ33မဲ့သူတို့ရထားပါတယ်မက်ဆီဒီကအစင်နဲ့ရာမဲ30တမဲ့အာဆင်နယ်နဲ့မက်ဆီဒီက2မဲ့လောက်ပဲကွာထားတယ်အက်စတွန်ဗီလာကအစင်3ရာမဲ30ပြီးလို့ရှိရင်ကျွန်တော်တို့ရှက်စီကအစင်လေးရာမဲ25မဲ့ ။ Evident ကကျွန်တော်တို့အစင်ကရမယ်24မယ်ပြီးလို့ရှိ Christie Bale 23အစင်6ပေါ့ဗျာ။ Senegal က18ရမယ်23မယ်။ Liverpool ကအစင်8ရမယ်23မယ်။ Senegal နဲ့ကျွန်တော်တို့ Christie Bale ကမှတ်တူပြီးလို့ရှိ Liverpool ကလည်းတူတယ်။အဲတော်တော်ဟစပါအတင်ကရမယ်ကျွန်တော်တို့နဲ့7မယ်နဲ့အစင်9ပြီးလို့ချင်းကျွန်တော် Brighton ကအစ10ရမယ်နဲ့7မယ်နယူကာဆယ်ကနဲ့7မယ်အစ10ဆိုတော့ Manchester United ရဲ့အတင်က အစင်းလက်ချီအစီမှာ7နှစ်ကိုရောက်ပြီးတော့ရမယ်20နှစ်မယ်နဲ့ဒီလိုမျိုးရက်တင်နေပါတယ်အောက်မှာတော့ကျွန်တော်ဘုံမောက်ကောက်ပေါ့ဗျာသူတို့15ပွဲကစားပြီးပြီရမယ်20ဆိုတော့ယူနိုက်တက်အတင်ကဒီနေ့ပွဲစဉ်တကယ်ကို အရေးကြီးပါတယ်ဘာလို့လဲလို့ဆိုတော့အကျွန်တော်တို့အတင်းထက်ကအပေါ်မှာဆိုရင်ပေါ့ဗျာနယူကာဆယ်ပြီးလို့ချင်း Brighton နယူကာဆယ်ကတော့ကျွန်တော်ကစားပြီးပြီ Brighton ကမကစားသေးဘူးဒီလိုအနေထားတစ်ခုမှာ Brighton ကလည်း အဒီနေ့ပွဲစီမှာတို့နိုင်ဖို့လေးအလားလားရှိတယ်တရေကြမယ်ဆိုရင်တို့အစဉ်စရာတစ်ခုဒီတက်လဲမှုရှိတယ်မန်ချက်စတာအွန်တဲ့အတင်ကတို့အတင်ဘလို့ပဲအချိန်နဲ့ထွက်ပေါ်နေပါစေကိုလုတ်စာရှိတာကိုကိုလုတ်ရမှာပဲလက်ရှိဘူပါတန်အတင်ကကျွန်တော်တို့ပွေးကြွတုန်တဲ့ချက်မှာတင်ပေးခဲ့တယ်လို့ပါပဲညီကတို့မတရားသေးဘူးဆိုရင် YouTube channel မှာတော်ရုပ်ကြည့်ရှုဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ် လက်ရှိဥပါဒဏ်အသင်းကတိုင်းစစ်စုံထဲမှာရောက်နေတဲ့တပွေးမအနိုင်မရရှိတာဘူးအဝေးကွင်းအိမ်ကွင်းတရေကွင်းနှစ်ပွေးကျွန်တော်တို့ဖော်ဆောင်ထားပါတယ်ရှုံးွေတွေကတော်တော်များဒီရဒီမှာရှိတယ်ဆိုတော့ဒီလိုအသင်းကိုကိုတွေကတရေကြမယ်ဆိုရင်တော့ဗျာကျွန်တော်တို့ရမယ်23မယ်ရမယ်လီဗာပူးနဲ့အမက်တူဆန်နယ်လင်းနဲ့အမက်တူခရစ်စတယ်ဘီလင်းနဲ့အမက်တူကိုတွေကတရေကြမယ်ဆိုရင်အဆင့်6အဆင့်9အဆင့်6တို့တွေမလို့ချင်း အဲအဲ့လိုမျိုးဒီအဆင့်6မှာကျွန်တော်ရက်တွေ့တော်မူရှိတယ်ဘာဖြစ်လို့ဆိုတော့အာလီဗာပူးက23ဆန်နယ်လေးက23ခရစ်စတီဘေးလေးက23တကယ်လို့နိုင်ကြလို့ရှိရင်ကိုအသင်းနေနဲ့အေဗတန်ကိုကြော်ပြီးတော့အဲ့ဒီအေဗတန်အဆင့်5မှာမန်ချက်စတာကိုနေတဲ့အသင်းကအာချက်စီနဲ့အမက်တူဂိုးကွာချာချက်နဲ့ယူနိုက်တက်အသင်းကအဆင့်5သူတွေမဟုတ်လို့ချင်းချက်စီနဲ့ဂိုးတကယ်လို့အသာစီရမယ်ဆိုရင်တော့ကျွန်တော်အသင်းကအဆင့်6ကိုဝင်နိုင်မှုရှိတယ် ဆိုတော့ဒီအခြေအနေတခုက1990တဲ့ပွေးစဉ်ပြီးခဲ့တဲ့ကျွန်တော်တို့ခရစ်စတီပင်းလင်းတဲ့ပွေးစဉ်မှာလည်းအခွင့်ရခဲ့တယ်အဲ့ဒီမှာတိုက်ခဲ့ evidence နဲ့ပွေးစဉ်ပြီးလို့ရှိရင်ကျွန်တော်တို့ဝက်ဆန်နဲ့ပွေးစဉ်မှာလည်းအခွင့်အရေးတွေဒီလိုမျိုးရခဲ့တာပဲအစင်း၄အစင်း၅ကိုဝင်ဖို့အတွက်လက်ထဲမှာကျွန်တော်တို့ရရှိထားတဲ့တိုးပင်မဲ့လို့ဝက်ဆန်နဲ့ပွေးစဉ်မှာကိုအတင်က59မိနစ်မှာတကောတွင်းနဲ့83မိနစ်မှာသူတို့အတင်ဘက်ကိုတကောပြန်ပေးလိုက်ရတယ်ဆိုတော့အဲ့ဒီပွေးစဉ်အနေထားတွေကိုကျွန်တော်တို့ပြောပြခဲ့ပြီးပဲဖြစ်တဲ့အတွက် ်ဘာမှတော့မပြောရှင်တော့ဘူးတိုးတော်ညာလဲဒီနေ့ပွေးစဉ်ကကိုအသိနိုင်ကိုဘက်ကိုလိုပါတယ်မနိုင်ခဲ့လို့ရှိရင်တော့ဆစ်စင်းနေဆစ်သုံးကြုံတော့စင်တော်ဖို့ရှိနေတယ်လက်ရှိလဲအစင်းစင်းနေမှာရက်တင်နေတယ်ဒါကမက်ဆေ့ချ်အောင်နေတဲ့အသင်းတွေကိုလုံးဝမလေကူပါဘူးတစ်ဖက်အသင်းကဒီရတီစုပ်ပြက်တဲ့ပြီးတော့ယာကိုပေကိုနိုင်ပွေးရှုံပွေးနပွေးတည်ကြရတဲ့ရှုံးပွေးတွေများတယ်ပြလို့ချင်းတပွေးမအနိုင်မရရှိတော့ဘူးကိုအတင်းကဒီလိုမျိုးအတင်းကို တိုင်းစီစုံလေးမှာရုံးကဲနေရတဲ့ဥပါရတဲ့အသိန်းကိုဘလောက်ထိအမရအနေနဲ့လုပြလာမလဲအာဒီမိတလုံးကဘလို့ဖြစ်နေတာလဲဖြစ်ဖြစ်ဖြစ်ဘယ်နဲ့ဆိုတော့စာသမားတွေကျွန်တော်တို့နေတဲ့အသိန်းအမရဘလို့လုပ်မလဲဒီနေ့အဲ့ဒီပွေးစဉ်အတွက်ပွေးထုတ်လို့ချင်းအခင်းချင်းမှာဘယ်သူတွေပွေးထုတ်လာမှုရှိမလဲဒါအခွင့်အရေးတော့ကျွန်တော်မန်ချက်စတာကိုနေတဲ့အသိန်းနဲ့လုံးဝအစင်တစ်ခုတယ်လန်တော့ဖို့အခွင့်အရေးတစ်ခုရှိနေတာဒီလိုအခွင့်အရေးကိုမင်းတို့မဆုပ်ကင်နိုင်ရင်တော့တော့ပြီး ပြီးကလေးနှစ်နာရီခွေပွေးစီမှာလည်းပဲတခြားသောပွေးစီတွေတခြားသောအသည့်တွေကျွန်တော်ကစားခဲ့တယ်။သူတို့အသည့်တွေရှုံးတာတို့တည်ကြတာတို့ကျွန်တော်ရှိတယ်။အခုဒီနေ့ပွေးစီမှာလည်းပဲနောက်ဆုံးပွေးစီကစားဖို့ရှိနေတယ်။ဒါကအသည့်တွေလုံးဝကောင်းမွန်တဲ့အခွင့်အရေးတခုလို့ကျွန်တော်ဆိုလို့ရတယ်။တဖက်အသည့်ငါပြောဗျာတကယ့်ကိုစုပြည့်တဲ့နေတဲ့အသည့်တင်ဖြစ်တယ်။ United အသည့်မဟုတ်ဘဲနဲ့ Uber တဲ့နဲ့ရှင်ပြိုင်မဲ့တခြားအသည့်ဆိုရင်တော့နိုင်ဖို့ဘက်ကို ကျွန်တော်ဒီပြောလို့ရတယ်လုံမပြိသက်တွေအတွက်ရော ပြီးလို့ချင်းအအသင်းအတွက်ရောဘာမှဟိုဖီယာပရက်ရှာတွေရှိမှာမဟုတ်ဘူးရှုံးမစ်တွေအချမ်းမျိုးတွေကိုကျွန်တော်မှဲဖို့တော့မလိုဘူးအခုကိုမက်ရှစ်တောင်နဲ့တဲ့အသင်းကချစ်ကျွန်တော်တို့ဒီနပွေးမတိုင်ကြီးပေါ့ဗျာကောင်းမွန်နေရာလေးတခုကျွန်တော်ဖော်ဆောင်ခဲ့တယ်သို့ပေမဲ့လို့အေဗရန်နဲ့ပွေးစီမှာတယောက်ရောကျွန်တော်ရှုံးခဲ့တယ် ပြီးလို့ရှိခရစ်စတီဘီလီနဲ့ပွေးစီမှာရုပ်ပျက်စီပဲနဲ့ကျွန်တော်တူဝဲနဲ့နိုင်ခဲ့တယ်။ဝက်ဆန်နဲ့ပွေးစီမှာကျွန်တော်ဝမ်းဝဲနဲ့တည်ကြတယ်။အဲ့ဒီပွေးစီတခုနိုင်လိုက်လို့ရှိရင်တော့ကျွန်တော်ဘလောက်တော့ကောင်းမလဲ။ဒါပေမဲ့လို့ကိုအတင်းကမျော်မဲထားတဲ့အခြေအနေတခုအတွက်ဘာမှမဟုတ်ကျွန်တော်လှုပ်ဆောင်နိုင်စရာမရှိသေးတဲ့အနေအထားတွေကျွန်တော်တွေ့ရပါတယ်။ဆိုတော့ကိုအတင်းကဒီနေ့ပွေးစီကိုစာသမားတွေရဲ့ MRE အနေနဲ့ဘလူဘေးပြောပြောမြင်နိုင်ဖို့ဘက်ကိုလိုပါတယ်။တခြားသောအတင်းတွေကအာဆင်နယ်တို့ဆိုရင်တကယ့်ကိုရှုံးခဲ့တယ်။ မန်စီးတီးတို့ကတော့နိုင်ခဲ့တာပေါ့ကိုအသင်းနေနဲ့အကောင်းဆုံးဖြစ်ဖို့ဘက်ကိုလိုပါတယ်ဆိုတော့ယူနိုက်တက်အသင်းကပေါ့ဗျာဒီနေ့ပွေးစဉ်ကစားပြီးပြီဆိုရင်ဒီဇင်ဘာ16ရက်အင်ကာနဲ့အိုထရယ်ပေါ်မှာပေါ့ဗျာနှစ်နိုင်ခွဲထက်ပြီးတော့ပရိသတ်တွေအရင်ပြန်မယ်ပွေးစီတပွေးဘုံမောက်ကိုလက်ခံကစားမှာဖြစ်ပါတယ်ပြီးလို့ချင်းကျွန်တော်တို့ SWL ဗီလာကိုအဝေးခွင်း17နိုင်21ရက်ဒီဇင်ဘာတနင်္ဂနွေနေ့ကစားမယ်ပြီးလို့ချင်းနယူကာဆင်နဲ့ဒီဇင်ဘာ28ရက်စနေနေ့နှစ်နိုင်ခွဲပေါ့ဗျာ ျွန်တော်တို့ယူနေတဲ့အသင်းကမန်တိုင်းပြောလို့ချင်းဒီယာဒီကပွေချက်ကာလတည်းအဲ့လောက်မရှိပါဘူးတခြားအသင်းတွေကယူပါလေတို့ချန်ပီယံလေတို့ကွန်ဖရင့်လေတို့နောက်ပြီးတော့ဒီကာရာဘောင်းကဲတို့ရှိတယ်တပည့်ကိုတပွဲနှုတ်ကစားတဲ့နေတာတကူမှာအသင်းအတွက်လုံလောက်တဲ့ကျွန်တော်ရှိမနေပါဘူးဒါကကျွန်တော်ဘာဖြစ်လို့ပြောလဲဆိုတော့ကစားသမားတွေကိုကြည့်မလားအဲ့ဒီကစားသမားတွေကအသင်းပွဲစီတွေမှာအင်ဂျီမဖြစ်ရင်ကျွန်တော်လေ့ကျင့်ခဲ့အစီအစဉ်မှာအင်ဂျီပြဿနာဖြစ်တယ်ဒါမှမဟုတ်လို့ချင်း ဗျံမနာနဲ့ကတော်တော်နိုင်ပါတယ်တခြားပွေးစီနေမှာဆိုရင်လည်းပဲတခုမဟုတ်တခုဖောက်တယ်ဒါမျိုးတွေကျွန်တော်တို့ရှိတယ်အဒီနေ့ပွေးစဉ်ကလည်းကျွန်တော်တို့အင်းကတတိယနိုင်ဖို့ဆိုတာပြိသက်တွေဖက်မှာဘလို့မောက်ကိုယုံကြည်ချက်လည်းမရှိတော့ပါဘူးဒါကိုအင်းကိုဟိုလုံးဝကိုမယုံကြည်လို့ပြောတာတော့မဟုတ်ဘူးလက်ရှိကိုအင်းဖြစ်တဲ့နေတဲ့အချိန်တွေတခုတစ်ဖက်အင်းတွေကတိုင်းစည်းစုံမှာဖြစ်ဖြစ်တိုင်းမစည်းစုံမှာပဲဖြစ်ဖြစ်ဘေးနေရာမှာပဲဖြစ်ဖြစ်မန်ချက်စတာအောင်နေတဲ့အင်းတွေတွေ့နေတာတခုမှသူတို့ကအကောင်းဆုံးပုံစံ ဖျက်တန်းနေခဲ့တဲ့အကောင်ဆုံးပုံစံယူနေတဲ့အသင်းကိုဒုက္ခပေးမှုတွေရှိတယ်လက်ရှိဥပါတဲ့အသင်းကလည်းတဲဆေဆုံတင်းမှာရောက်နေတဲ့အတွက်အဒီနေပွေးစဉ်ကသူတို့ရုံးကန်ပြီးတော့သူတို့ရဲ့အင်ကွင်းမှာအကောင်ဆုံးကစားမယ်လို့ကျွန်တော်တို့ကဒီလိုမျိုးတွေးထားတယ်ကိုယ်အသင်းဘက်ကလည်းကောင်းမွန်တဲ့ရလဒ်တစ်ခုပိုင်ဆိုင်ဖို့လိုတာပေါ့ဗျာဒီအခွင့်ကမင်းနှခါမရဘူးနော်ကြည့်ရမှာပေါ့ဗျာဘယ်လိုလာမျိုးဆိုတာ ဆိုတော့ညင်ကိုတို့အနေနဲ့ဒီနေ့ပွေးစဉ်နဲ့ပတ်သက်ပြီးတော့ဘလို့ထင်မရှက်ရှိလဲကိုအတင်ကရုံးကန်လှူရှားပြီးတော့နိုင်ပွဲတစ်ခုဖော်ဆောင်လာမလားဒီလိုမျိုးအခွင့်အရေးတစ်ခုကိုအဝေးခွင့်ကျွန်တော်တို့ဒီစွန်းဆောင်ရေလုံးဝနိုင်ပါနေတဲ့ဟိုပါတန်အတင်ကို အနိုင်ပြပြီးတော့အစဉ်လေးအစဉ်ငါးကိုဝင်တော့ဝရှိမလားကျွန်တော်ကတော့ညွန်လေးတော့ညွန်လေးထားတာပေါ့ဗျာတိုးပေမဲ့လို့ညွန်လေးတို့လို့ဖြစ်မလာရင်တော့အဆင်ပြေမှာမဟုတ်ဘူးအဲ့ဒီပွေးစဉ်ကိုကျွန်တော်အတူတူကြည့်မယ်အတူတူအားပေးမယ်ဘလို့ပဲခြေပွေးစဉ်ဒီမှာ စုပ်ပြဲသေးပြီးတော့ရလက်တွေထုတ်ပေါ်နေပြီစေဒီနေ့ပွေးစီကိုအကောင်းဆုံးကျွန်တော်တို့ဖြို့ဖို့ဘက်ကိုလိုပါတယ်ဆွေးနွေးပေးကြပါအောင်ပွေးချိုတုံတက်ချက်ဗီဒီယိုကိုလည်းကျွန်တော်မနေ့ကနေတင်ပေးထားတာရှိပါတယ်ညီကိုတို့တော်ရောက်ကြည့်ရှုအားပေးကြပါအောင်ဗီဒီယိုလည်းတော့ဒီလောက်ပါပဲနောက်ထပ်လေးမက်ဆေ့ချ်တောင်းနေတဲ့တင်တဲ့ပတ်သက်တဲ့သတင်းတွေရထားလို့ရှိရင်လည်းစူးစမ်းပြီးတော့တင်ဆက်ပေးဖို့ရှိတဲ့အတွက်ဒီ channel လေးကိုတည်တည်တော့မယ်ဖန်ပြ like and subscribe လေးတွေမလို့အသိ like and subscribe လေးနဲ့ nudity page ကိုတည်ထားပြီးတော့အားပေးကြပါအောင်ဆက်မှတ်ပြီးတော့ကျွန်တော်တောင်းဆိုလိုပါတယ် အလွေအိုကေပါအလွေကျေးဇူးများကြီးတင်ပါတယ်